မင်္ဂလာပါရှင် Tomorrow News and IT မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အရင်က DJ ဖြစ်ခဲ့သူတယောက်က Operation Spider Web စစ်စင်ရေးမှာအဓိကအခန်းကဏ္ဍကပါဝင်ခဲ့တယ်။ Ukraine ရဲ့ Operation Spider Web ပင်ကူအင်းစစ်စင်ရေးဟာရုရှားလီတဲရဲ့တမိုင်းမှာအစိုးဆုံးနေရီထဲကတနေ့ဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီစစ်စင်ဟာ၁၈လကျော်ကြာစီစဉ်ထားခဲ့တဲ့စစ်စင်ကြီးဖြစ်ပြီးရုရှားအတွက်ပလဲစိတ်ကန်းလို့နာမည်ပြောင်းပေးခြင်းခံခဲ့ရပါတယ် ပလဲစိတ်ကန်ဆိုတာ1940ခုနှစ်ကဂျပန်စစ်လီယံမြန်တွေကအမေရိကန်ရဲ့ပလဲစိတ်ကန်လို့နာမည်ပေးထားတဲ့ရေတပ်အခြေစိုက်စခန်းကြီးကိုအလင်းအငိုက်ဝင်တိုက်ခိုက်ခဲ့တာကိုပြောချင်ပါတိုက်ခိုက်မှုကြောင့်နိုင်နိုင်ငံအတွင်းအမေရိကန်ရဲ့ရေတပ်သင်္ဘောကြီးများစွာဟာပျက်စီးသွားခဲ့ပါတယ်ဒီပင်ကူအင်စစ်စင်မှာရုရှားလီတဲစစ်လီယံမြန်သုံးမုန်တပုံကိုဖျက်ဆီးပြင်နိုင်ခဲ့တယ်ဒီအစီအစဉ်ကြီးမှာအဓိကအခန်းကပါဝင်ခဲ့သူဟာဘယ်သူလဲ သူဟာအရင်ကအထက်ကုံတဲ့တယောက်ဖြစ်သလိုဒီကျင်းတချင်တွေကိုစင်မော်ကနေရောဆက်ပြီးသူတယောက်လည်းဖြစ်ခဲ့ပါတယ်။အသက်38နှစ်ရွယ်အာတန်တိုင်မိုဖီယက်စ်ပါ။တိုင်မိုဖီယက်ဟာသူ့ဇနီးနဲ့တူယူကရိန်းနိုင်ငံရဲ့မြို့တော်ခီဖ်မှာနေထိုင်ပြီးသူတို့မှာအထက်ရောင်းဆိုင်တဆိုင် ပိုင်ဆိုင်ထားခဲ့ကြပါတယ်။အဲဒီအချိန်မှာရုရှားကိုလိုလာတဲ့သမ္မတဗီတာယာနူကိုဗစ်အာနာယနီရဲ့အချိန်ဖြစ်တဲ့သူလက်ထက်မှာဆန္ဒပြပွဲအများပြားဖြစ်ခဲ့ပြီး2014ခုနှစ်မှာ သူပြုတ်ကျသွားခဲ့တယ်။တာမိုဖီယန်ဟာသမရယာနူကိုဗစ်ကိုဆန္ဒပြတဲ့ပွဲတွေမှာ ပါဝင်ခဲ့တယ်။သူအလွန်ခဲ့တဲ့နှစ်အတန်ကြာကရုရှားနိုင်ငံချေယာဘင်းစ်မြို့ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အိမ်မှာသူဟာထွက်ကားရီနဲ့တယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုပ်ကိုင်ပြီးသူစနီကတော့ fashion designer တယောက်ဖြစ်တယ်လို့တက်တူထိုးတဲ့ဆရာမတယောက်လည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူဟာ operation spider web မှာပါဝင်ဖို့အဆုံးဖြတ်ခဲ့တယ်။သူလုပ်ငန်းဟာလျှို့ဝှက်လုပ်ငန်းလုပ်ဖို့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ရုရှားထရက်ကာမောင်းသူတွေဟာခီးရှင်မောင်းနေကြတာဟာအဆမ်းမဟုတ်ပါဘူး။စစ်စင်မစားခင်မှာသူကားတွေဟာသူနေတဲ့ချေယာဘင်းစ်မြို့ကနေမိုင်းနထအကွာကမဟတ်မြို့မှာရှိတယ်။အိုလီညာလီတက်စကန်စီ မိုင်းထ900အကွာကမြို့မှာရှိတယ်။ဘယ်ယလီတက်စကန်စီပြီးတော့မိုင်းတထောင်ကျော်အကွာမှာရှိတဲ့လီတက်စကန်နေလနိုဗို လေတက်စကန်လေးစီ မောင်းနေသွားခဲ့ကြတယ်။ကာမောင်သမားတွေထဲကနှစ်ယောက်ကသူတို့ကိုအာတမ်ဆိုတဲ့လူတစ်ယောက်ကသစ်သားနဲ့လှုပ်ထားတဲ့အင်းလေးတွေကိုပို့ပေးဖို့ပြောလာခဲ့တယ်လို့ပြောပြကြတယ်။သူတို့လည်းအာတမ်ပြောတာကိုယုံကြည်ကြတယ်။ထက်ကားရီအလုံးလေတက်စကန်လေးခုအနားရောက်တော့သူတို့ကို ရုရှားဖုန်းနံပါတ်နဲ့ဖုန်းဆက်လာပြီးကားရီကိုဘယ်နားမှရက်ပေးပါလို့ပြောလာတယ်။ Operation Spider Web စတင်မှာတော့မင်း ယူကရိန်းနိုင်ငံရဲ့ပြောကြားချက်အရကမီကာစီအသေးခံဒုံးစုစုပေါင်း၁၁၈စီကိုထွက်ကားနောက်တဲလီယန်တွေကနေတပြိုင်နက်တည်းပြစ်လုခဲ့ပြီးလေတက်စကန်တွေကိုတိုက်ခိုက်ကောင်ရုရှားလီတက်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ရုရှားလီတက်ကိုစုစုပေါင်းတန်ဖိုးဒေါ်လာ9ဘီလီယံတန်ဖိုးလောက်ဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့ပါတယ်။တောအချုပ်ကနေရိုက်ကူထားခဲ့တဲ့ဗီဒီယိုတွေထဲမှာလင်းရင်မြအမြောက်များဖြစ်စီခံရတာကိုမြင်တွေ့ရတာပါတယ်။ ဂျူတူဘော်ကပုံရိပ်တွေကလည်းဒီစစ်စင်ဟာအောင်မြင်ခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ပူတင်ကိုလိုလားတဲ့ Telegram Channel တွေမှာတော့ရုရှားရဲ့ပလဲစိတ်ကန်နေရုရှားရဲ့လေကြောင်းသမိုင်းရဲ့အမောင်ဆုံးနေဆိုတဲ့ရေးသားချက်တွေနဲ့ပြည်နယ်နေပါတယ်။ယူကရိန်းရဲ့ကြေညာချက်အရသူတို့ဟာရုရှားလေယာဉ်များလီဆက်တစီကိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။အဲဒီအချိန်မှာရုရှားရဲ့ Brief A50 ဇက်လီယင်ဆယ်စီထဲကတစီပါဝင်ပြီးအဲဒီလေယာဉ်များတွေဟာတစီကိုပေါင်စတာလင်တန်260လောက်တန်ပါတယ်။ ထော်နေကိုရုရှားလီတက်စကန်ရဲ့အနာတိထရက်ကာရီနဲ့ပို့ဆောင်ပေးခဲ့သူတိုင်မိုဖီယက်ဆောင် အခုဘယ်ရောက်နေပြီလဲအတိအကျဘယ်သူမှမသိပါဘူးတိုင်မဲသူဟာစစ်စင်မစတင်ခင်လေးပါပဲယူကရိန်းနိုင်ငံမှာပြောင်းရောက်နေလာပါပြီဘလို့ပဲဖြစ်ဖြစ် Operation Spider Web စစ်စင်ဟာရုရှားရဲ့လေကြောင်းစစ်ပွဲရလမ်းကြောင်းကိုပြောင်းလဲပြစ်လိုက်ပါပြီရုရှားထောင်လန်ရေးကတိုင်မိုဖီယက်ကိုအသေးအတန်ရှာဖွေနေဆဲဖြစ်ပါတယ်သမ္မတပူတင်ကလည်းယူကရိန်းကိုလက်တော့ပြန်ဖို့ ကြံစီနေကြပါတယ်ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးကတော့ပြေရှားတတ်တူဆိုရပါလိအရီဟာဘာကြောင့်ထရန့်ရဲ့ကုန်းသွေးစစ်ပွဲမှာအဓိကအရေးပါရတာလဲအမေရိကန်ရဲ့တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ကုန်းသွေးစစ်ပွဲမှာအဓိကပြဿနာတစ်ခုရှိတယ်အဲဒါကမြေရှားတတ်တူပါပြည်လာကသမ္မတထရန့်ကအမေရိကန်နိုင်ငံဟာဂရင်းလန်ကိုအရန်လိုအပ်နေတယ်လို့ပြောခဲ့ပါတယ်ဒါဟာဒိမတ်ပိုင်နယ်မြေကိုသိမ်းယူမယ်လို့ထမှန်ချိန်ချလိုက်ခြင်းပါ ဂရန်လန်ဆိုတာရေခဲပြင်အောင်မှာမြေရှားတက်တူအပါဝင်အရေးပါတဲ့တက်တူတက်တွေအများကြီးရှိပြီးတယံစာတပေါ်ကျဲဝါလွန်နဲ့ဂျွန်းဂျွန်းမောင်ထိုင်ကမကြခင်ကပဲယူကရိန်းနိုင်ငံနဲ့မြေရှားတပ်တူတူဖို့စာချုပ်ချုပ်ခဲ့ပါတယ်။မြေရှားတပ်တွေနဲ့ပတ်သက်တဲ့ပြိုင်ဆိုင်မှုဟာထွက်လက်ထက်မတိုင်ခင်အရင်အစိုးရလက်ထက်တွေမှာကတည်းကရှိခဲ့တာပါ။တရုတ်နိုင်ငံဟာနှစ်ပေါင်းများစွာကြာအောင်ဒီတပ်တူကိုထိန်းချုပ်ဖို့လှုံ့ဆော်ခဲ့ပါတယ်။မြေရှားတပ်တွေနဲ့ပတ်သက်ပြီးတီထားတင်တာတွေကဒါရီပါ။ ။မြေရှားတတ်တူဆိုတာဘာတွေလဲ။တကယ်ပဲရှားပါတာလား။မြေရှားတတ်တူတွေဆိုတာ dressing စရာ periodic table မှာပါဝင်တဲ့ dressing 16မျိုးကို ပြောတာပါ။အဲ့ဒါတွေက scandinavian literarian တို့ဖြစ်ကြပါတယ်။မြေရှားတတ်တူဆိုတဲ့နာမည်ကနားလည်မှုလွယ်မှာစီပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတတ်တရားရှားပါတာမဟုတ်ပဲကဘာအနက်မှာတရားလို့ပါ။သူတို့ဟာရှေးထက်တာပုံမြကျွေးဝါးပါသေးတယ်။ ။ဒါပေမဲ့သူတို့ကိုထုတ်ယူဖို့နဲ့ပြပြင်ဖို့ကခက်ခဲပြီးကုန်ကျစရိတ်အလွန်များပါတယ်။ထုတ်ယူပြပြင်ရမှာပဝင်ခြင်းကိုထိခိုက်စေပါတယ်။မြေရှားသတ္တုတွေကိုဘာအတွက်အသုံးပြုကြတာလဲ။မြေရှားသတ္တုတွေဟာကျမတို့နေ့စဉ်သုံးနေကြတဲ့ဤပညာတွေရဲ့နေရာတိုင်းလိုလိုမှာပါဝင်နေကြပါတယ်။ smartphone တွေကနေစပြီးလေအားလျက်စစ်ဒါပိုင်းတွေ LED မီလုံးတွေမျက်နှာပြင်ပြ TV flat TV တွေအထိပါဝင်ပါတယ်။ဒါပြင်လက်စစ်ကားတွေရဲ့ဘက်ထရီတွေ MRI စကန်နာတွေနဲ့ကင်ဆာကုသမှုတွေအတွက်လည်းအရေးပါတဲ့သက်တူဖြစ်ပါတယ်။နောက်ပြီးမြေရှားသက်တူဟာ American စစ်တပ်အတွက်လည်းမရှိမဖြစ်လိုအပ်တဲ့အရာပေါင်း F35 လေးတွေရင်းငုတ်တင်မော်တွေလေဆာယောင်ကြီးတွေချိုတူတွေတိုမဟော့ဒုံးကြီးတွေနဲ့အခြားအများကြီးမှာအသုံးပြုကြပါတယ်။မြေရှားသက်တူတွေဟာဘဲကလာတာလေ။အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ International Agency ပြောကြားချက်ရမြေရှားတက်တူတူဖော်ထုတ်လမှုရဲ့62ရာခိုင်နှုန်းဟာတရုတ်ပြည်ကလာတာဖြစ်ပြီးဖြစ်ပြင်းထုတ်လမှုအစင်မောင်းဆိုရင်ကမ္ဘာထုတ်လမှုရဲ့62ရာခိုင်နှုန်းကိုတရုတ်ကထိန်းချုပ်ထားတယ်လို့ဆိုပါတယ်မြေရှားတက်တူတွေမှာအတန်အလေးချိန်ခွဲခြားထားတဲ့အမျိုးအစားနှမျိုးရှိပါတယ်အဲ့ဒါတွေကလေးလက်နဲ့နဲ့ပေါ့ပါတဲ့မြေရှားတက်တူတွေပါလေးလက်နဲ့မြေရှားတက်တူတွေဟာပို့ပြီးရှားပါပါတယ်အမေရိကန်နိုင်ငံဟာမြေရှားတက်တူတွေကိုတူဖို့ပြီးရနောက်ခွဲထုတ်တဲ့ ထပ်ခဲတဲ့လုပ်ငန်းကိုလုံဆောင်နိုင်ခြင်းမရှိသေးပါဘူး။ဒီနှစ်အစတည်းဆိုရင်ကယ်လီဖိုးနီးယားမှာကျွန်တော်တို့ထူပေါ်ထားတဲ့လေးလံနယ်မြေရှာသက်တရေကိုခွဲထုတ်ဖို့တန်းတရုတ်နိုင်ငံကိုပို့နေရတော့မှာပဲလို့ Center of Strategic and International Studies CSIS ကဒါရိုက်တာ Grace Lin Pascaren ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ဤပင်လာတော့ကထရန့်အစိုးရကတရုတ်နိုင်ငံပေါ်ကုန်သွယ်ခွင့်တွေအများကြီးတိုးမြင့်မယ်လို့ကြေညာချက်ကဒီလုပ်ငန်းစဉ်ကိုလမ်းလွဲသွားစေခဲ့ပါတယ်။တရုတ်ကမြေရှားသတ္တုတွေကိုခွဲထုတ်ဖို့ရမှာအမေရိကန်ရဲ့တရုတ်ပေါ်မိခိုနီယာရာကိုလက်နက်အဖြစ်အသုံးပြုဖို့ဆန္ဒရှိကြောင်းပြသခဲ့တယ်လို့ Grisslin ကပြောပြပါတယ်။သူပြပြချက်ရအမေရိကန်နိုင်ငံမှာကယ်လီဖိုးနီးယားပြည်နယ်မှာပဲလေပတ်နေတဲ့မြေရှားသတ္တုမိုင်းတစ်ခုပဲရှိပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပြစီအားလုံးပဲကိုစိတ်နှပြကျမ်းမရှင်လန်းကြပါစေရှင်